အာ container brake 30လို့ရိုက်တယ်ပေါ့နော် container brake 30လို့ရိုက်တယ်။ तू ကနေအပေါ်ဘေးရနေပေါ့နော် container brake 30လို့ရိုက်တယ်။ तू ဘေးလေးရနေကျွန်တော်တို့ဒီ6ကြိမ်တက်လိုက်ပေါ့နော်6ကြိမ်တက်လိုက်တင်း3 4 5 6 6 container brake 30ပြီးတော့6ထိပ်နဲ့ brake 70လို့ရိုက်တယ်။ container brake 30ခွန်ထိပ်ပြီးတော့6ထိပ်ပေါ့နော်။ तू ကတပွင့်စီ brake ကလည်းတပွင့်စီငယ်သွားတယ်လို့ထိပ်စီရလည်းတပွင့်စီငယ်သွားတော့ပေါ့နော်။ container brake 30လို့ရိုက်တယ်။ तू ကနေ6ပင်တက်လိုက် ျွန်တော်တို့ break ကတပွဲသူကဒီမှာ30ဆိုဒီမှာ71ဖြစ်တော့ပေါ့နော်ဒီမှာ72ပေါ့နော်ကျွန်တော်ပြပြကျင်တော့ container break 30လို့ရိုက်တယ်သူကနေ6ပင်တက်လိုက်6ထိတ်နဲ့ break 71လို့ရိုက်တယ် break 30ပြီးတော့ break 71လို့ရိုက်တယ်သူကနေ6ပင်တက်လိုက်ကျွန်တော်တို့9ထိတ်နဲ့ break 72လို့ရိုက်တယ် container break 30 6ထိတ်နဲ့ break 71 30 71 72အဲ့ဒါဥမာသူက ခွန်ထိတ်6ထိတ်5ထိတ်နဲ့ရိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ30 17 12လို့ရိုက်ပြီပေါ့နော်6ပင်ချားလေးဒီမှာအဲ့လိုရိုက်ပြီးရင်သူ့ရဲ့စောင်းလေးဒီမှာ brake 9ဆိုတဲ့ကဏ္ဍလေးတွေရိုက်တယ်ပေါ့နော်သူ့ရဲ့စောင်းမှာလည်း brake 9ဆိုတဲ့ကဏ္ဍလေးတွေရိုက်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့စောင်းလေးမှာဒါ brake 9လေးရှိတယ်ရှိနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုရင်သူဘေးကနေဒီ brake 9က6ပင်တက်ပြီတော့လေ brake 9လို့ပေါက်တယ်ပေါ့နော်သူကနေ6ပင်တက်လာရင်လာ brake 9ဆိုတဲ့ကဏ္ဍလေး ဒါထွက်နိုင်တာပေါ့เนาะထွက်နိုင်တဲ့အတွက်ဒီ site လေးကိုကျွန်တော်အနေနဲ့ပြပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့ one chain site လေးကိုဘယ်နာနေတွားယူမလဲဆိုတော့ကျွန်တော်တို့ဒီအသက်လက်မဖြစ်အောင်ပေါ့เนาะကျွန်တော်တို့အရင်အဟောင်းနေရာလေးရနေ one chain လေးတစ်ကွက်ကိုကျွန်တော်ယူပြီးတော့ပြပေးမယ်ပေါ့เนาะအဲ့တော့မှကျွန်တော်တို့ဒီပြီးခဲ့တဲ့ဘက်ကဒီကျွန်တော်တို့ဒီ963ကြပိတ်ခဲ့တဲ့ line လေးကိုကျွန်တော်ပြမယ်เนาะ၄၁0လို့ထည့်ထွက်တာလဲကလင်နာတစ်ကြောလုံးမှာ၃ကပ်ပဲရှိတယ်ပေါ့เนาะ၄၁0ကနေဆောင်း၃မင်းဆင်းလိုက်ပေါ့เนาะ၁၂၃ သုံးပင်ဆင်းလိုက်လို့ရှိရင်သူဒီနားလေးမှာကြတဲ့ခေါင်းက၄တခွန်ရဲ့အောက်က၃ခွန်တွဲကိုဒီမှာ၃ခွန်တွဲနဲ့အစရိုက်တော့၆ပရိလို့ရိုက်တယ်ဗောနော်ဒီ၃ခွန်တွဲကို၃ခွန်တွဲဘိုင်းရိုက်၃ခွန်တွဲဘိုင်းရိုက်ပြီးတော့မှသူက၆ပရိဖြစ်အောင်၆ကပ်ပြီးတော့မှဒါဘရိတ်၆ဆိုပြီးတော့အောင်ပေါက်ဟိုဟာထွက်သွားတယ်ဗောနော်ပြကြလို့ရှိရင်လည်းဒီမှာ၄တခွန်လို့တဲထွက်တယ်၄တခွန်နဲ့တင်းနဲ့၃၃ညင်ဆင်းလိုက်သူ့ရဲ့အောက်က၃ညာ၄တွဲကို၃ညာ၄တွဲနဲ့ဗောနော် break ချောက်ပြီးတော့ break ငါဖြစ်အောင်တက်ကပ်ပြီးတော့သူကပေါက်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာလဲလေးတက်ခွန်လို့ထုတ်ပြီးပေါ့နော်ပြီးခဲ့တဲ့ဒီ line လေးကပြပြီးသား line လေးတွေပေါ့နော်အသက်တွေးတဲ့လူတွေဆိုမသိမှဆိုလို့ပေါ့နော်ဒီမှာလဲလေးတက်ခွန်လို့ထုတ်ပြီးလေးတက်ခွန်လို့တက်ထွက်ပြီးပေါ့နော်လေးတက်ခွန်နေတင်းနှစ်3ညစင်း line သူရဲ့အောက်က6 9တွဲကို6 9တွဲဒါ6 9တွဲဘိုင်နဲ့ပေါ့နော်ဒီ6ပြိ5ပြိ4ပြိဆိုပြီးတော့သူကဒီနားလေးမှာ4ပြိဖြစ်အောင်3ကပ်ပြီးတော့6 9တွဲကို3ကပ်ပြီးတော့မှပေါက်တယ်ပေါ့နော် အဲ့လိုပတ်ပြီးတာနဲ့ तू ကဘာလုပ်နေလဲဆိုသူ့ရဲ့အောက်မှာကြရတဲ့ခဏသူ့ရဲ့အောက်မှာကြရတဲ့ခဏကကျွန်တော်အရင်အစကျွန်တော်တို့ဒီပရိသတ်တဲ့ကိုပြတဲ့အချိန်မှာပရိသတ်တဲ့ကိုပြတဲ့အချိန်မှာသူ့ရဲ့ဘေးနားကောင်းဝမ်းကျင်းလို့ပြောနော်ဒီကောင်းဝမ်းကျင်းဖြစ်တယ်လို့ပဲသူ့ရဲ့ဘေးနားကောင်းလည်းဝမ်းကျင်းလို့ရိုက်တယ်နော်၃ည၅၃ည哦ဒီမှာ၉၃ည ငါဆိုပြီးတော့သူကရိုက်တယ်ဘာလို့ဒီ brain နှစ်ခုကိုသူကအပီးလုတ်သွားတာပေါ့နော်ဒီမှာတော့နောက်တစ်ကတ်ဒီမှာတော့မပီးဘူးပေါ့နော်အဲ့တော့ဒီနောက်လေးမှာကဒီကနေ၃မိနစ်ဆင်းလိုက်ဒီကောင်းလေးရလဲဒီကို၃ညလေးတွေ၃ညလေးတွေနဲ့ brain ငါဖြစ်အောင်တက်ကတ်ပြီးတော့ပောက်ပြီးပေါ့နော်သူရအောင်မှာကြာမယ်ကောင်ကအစကျွန်တော်ဒီဘ question နဲ့ one chain ကို question နဲ့ one chain လို့ပြောလိုက်တာပေါ့နော်ဒီမှာလဲ question နဲ့ one chain ဖြစ်တယ်လို့၄ question ကလည်းသူက one chain ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီကောင်က one chain နဲ့လဲဒီကိုပောက်ထားတယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ကဒီ လေးတခွန်ကနေဇောင်းသုံးပင်ဆက်လိုက်တဲ့အချိန်ကျတော့ဒီ6 5 963ဆိုတဲ့ကဏ္ဍထွက်သွားပြီပေါ့နော်အဲ့တော့ဒီနှက်လေးမှာကျွန်တော်ကဒီ၄၈တဲ့1ဂျင်း၄၈တဲ့1ဂျင်းပေါ့နော်၄၈တဲ့1ဂျင်းနဲ့ break ဒီနှက်လေးမှာ၄ break လေးထိပ်လေးပရိတ်ရအောင်မှာ break တဲ့လေးထိပ်လေးထိပ်လေးထိပ်လေးပရိတ်ရအောင်မှာ break တဲ့လေးထိပ်လေးပရိတ်ရအောင်မှာ break တဲ့လာရမယ်ဆိုပြီးတော့၄၈တဲ့1ချိန်နဲ့ပေါ့နော်ဒီကျွန်တော်တို့ဒီ၈၉လေးဆိုတဲ့ကဏ္ဍကိုကျွန်တော်ကဒီ၈၉လေးလေးကိုကျွန်တော်ထုတ်ပေးခဲ့တာပေါ့နော်အဲ၈၉လေးဆိုလို့ကျွန်တော်ဒီ break ၉လေးမပြခဲ့မှာပေါ့နော် ပရိကူးလေးမပြခြင်းမှာအရှိကူးလေးကဒါပြန်ချဆိုင်ကလေးရှိရေနော်ကြီးချိန်မှာလုံးဝပြန်ချဆိုင်ရှိရေနော်ပြီးကြတဲ့နှစ်တည်းကကျွန်တော်တို့ဒီပရိလေးရဲ့ဇောင်းနေမှာကျွန်တော်တို့ဒီပရိလေးရဲ့ဇောင်းနေမှာပေါ့နော်ပရိလေးရဲ့ဇောင်းနေမှာပြန်ချဒီမှာလဲပရိလေးဒီမှာလဲပရိလေးရဲ့ဇောင်းမှာပြန်ချပေါ့နော်အဲအဲ့တော့ပြန်ချလိုင်းလေးတွေပြီးကြတဲ့နှစ်ကကျွန်တော်တို့ဒီပရိလေးရဲ့ဇောင်းမှာပြန်ချတွေထွက်ခဲ့ပြန်ချတွေထွက်ခဲ့တယ်လို့ပဲဒီကနေကျွန်တော်တို့ဒီမှာရှေးပေါင်း69နောက်ပိတ်ရှေးပေါင်း69နောက်ပိတ်ရှေးပေါင်း69နောက်ပိတ်လို့ဖြစ်တဲ့နှစ်တည်းမှာ ပရိတ်သုံးရဲ့ဘေးရကနန်းနေရလဲဒါပြန်ချရိုက်တယ်နော်ဒီမှာပရိတ်သုံးရဲ့ဘေးရကနန်းကို39ကိုခွန်ဆိုတဲ့ကနန်းကသူ့ရဲ့အပေါ်ကနန်းဒါပြန်ချလို့ဖြစ်ခဲ့တယ်နော်ဒီမှာပရိတ်သုံးရဲ့ဘေးနားလေးမှာဒီပရိတ်သုံးရဲ့ဘေးကက်လျင်မှာပေါ့နော်39ကိုခွန်ဆိုတဲ့ကနန်းကသူ့ရဲ့အပေါ်ကနန်းဒီ939ခွန်ဆိုတဲ့ကဏ္ဍကိုဒီမှာ39ခွန်လို့ပြန်ကြထားတာရှိတယ်เนาะနောက်ထပ် break 3သူ့ရဲ့နောက်နဲ့ကိုကြည့်မယ်ဆိုရင်လည်းဒီမှာ break 3ရဲ့ဘေးမှာကြာတယ်6933ဆိုတဲ့ကဏ္ဍကသူ့ရဲ့အပေါ်ကဏ္ဍ ဒါပြန်ကြထားတယ်နော်ဒီမှာလဲ break 3ဒီနေ့ထဲမှာ break 3ကဒီတစ်ခွက်ပဲထွက်ထားတာနော်အဲ့တော့ဒီနေ့လေးမှာပြန်ကြရှိရေနော်အဲ့တော့ရှစ်ကူလေးလေးရှစ်တဲ့ဝမ်းကြီးနဲ့ပဲကြီးကြီးကျွန်တော်ပြောတယ်အခုပြတဲ့ငါးကူရှစ်ဝမ်းကြီးနဲ့ပဲကြီးကြီးပြန်ကြဆိုရင်တော့ရှစ်ကူလေးတစ်ခွက်ပဲရှိရေနော်အဲ့ရှစ်ကူလေးလေးသတိထားပြလောလောဆယ်ပြနေတာတော့ဒါ break 2 line ပေါ့နော်ဒါအရင် line လေးတွေနဲ့ဆက်ဆက်လို့နော်ဒီက break လေးရဲ့ break လေးဆောင်မှာ break လေးထည့်ရဲ့ဆောင်မှာ break လေးလို့ရတယ်သူ့ရဲ့အောက်မှာ break တယ်လေးထည့်ရဲ့ဆောင်မှာ break လေးလို့ရတယ်သူ့ရဲ့အောက်မှာ break တယ် ဒိဋ္ဌိရဲ့ဆောင်မှာ break လေးလို့ရတယ်သူရဲ့အောက်မှာ break တိရိုက်အောင်မယ်ငါးကိုရှစ်ဝမ်းကျင်းနဲ့ပဲပြပြဒီလေးရှစ်တဲ့ဝမ်းကျင်းနဲ့ပဲပြပြငါးကိုရှစ်ဝမ်းကျင်းနဲ့ပဲပြပြကျွန်တော်တို့ဒီ break သုံးရဲ့ဘေးမှာ break သုံးမဲ့ဘေးမှာကြတဲ့ခဏဟာပြန်ကြလို့ပဲပြပြပေါ့နော်ဒီမှာ break သုံးရဲ့ဘေးမှာကြတဲ့6သုံးရ3ဆိုလဲလဲသူရဲ့ပေါ်ကနေပြန်ကြ break သုံးကဒီတကွက်ပဲထွက်ထလာเนาะအဲ့တော့ break သုံးရဲ့ဘေးနားနေမှာပြန်ချရှိရေเนาะ ပြောင်းချက်ရှိတဲ့၄ရှစ်တဲ့ဝမ်းကြီးနဲ့ပဲကြည်ကြည်၅ခုရှစ်ဝမ်းကြီးနဲ့ပဲကြည်ကြည်ပရိတ်တိဖြစ်ရမယ်ဆိုရင်ရှစ်ခုလေးဆိုတော့ကဏ္ဍလေးတစ်ခွက်ပဲကြိုက်တယ်နော်အဲ့တော့နောက်ထပ်အဲ့ဒီဒီ၉ရှစ်အတွဲဘိုင်းလေးကိုကျွန်တော်၉ရှစ်အတွဲဘိုင်းပုံစံမျိုးလေးပေါ့နော်ကျွန်တော်ပြပေးမယ်နော်အဲ့တော့ဒီနားလေးမှာကကျွန်တော်တို့ဒီဒီနားလေးမှာပေါ့နော်၄တခွန်လို့ကြပြတာနဲ့သူ့ရဲ့အဆောင်မှာဒီကဏ္ဍဒီကိုထွက်တဲ့အချိန်မှာသူ့ရဲ့အောင်မှာကြတဲ့ကဏ္ဍဒီဆောင်ကအကောင်ဝမ်းကြိမ်နော် ဝမ်းကြီးကိုသူကကျွန်တော်တို့ဒီနောက်တွဲပိုင်းလေးနဲ့ပေါ့နော်သူကကျွန်တော်တော့နည်းနည်းတော့ဒီကမြင်လာတော့နောက်တွဲပိုင်းလေးနဲ့ဒီဝမ်းကြီးချင်းပြီးတယ်ပေါ့နော်ဒီဒီနောက်တွဲလေးကဒီကိုနောက်တွဲလို့လှမ်းပေးတယ်ပေါ့နော်ဒီနောက်တွဲလေးကဒီကိုဒါကျွန်တော်နှလုံးပါနဲ့ပြီးတယ်ပေါ့နော်ဒီနောက်တွဲကနန်းလေးကို9395ဒီမှာ9395တွဲကိုဒီမှာ9ကပ်ပြီးတော့9395လို့သူက ထွက်သွားတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီ၄တခုံကနေဇောင်းစင်းလိုက်ဒီကနန်းကဒီကိုထွက်ပြီပေါ့နော်အဲ့လိုထွက်ပြီရတယ်ဒီယာကီးတွေကဒီကိုအလုတ်လုတ်ပြီးတော့ထွက်ပြီသူရအောင်မကြတဲ့အကောင်က၄ခုံ၈ကဒီ၈ထောက်ခုံဝမ်းကျင်းလို့ရိုက်တယ်နော်အဲ့လိုရိုက်တဲ့အချိန်မှာလဲကျွန်တော်တို့ဒီနားလေးမှာခုံ၈အတွဲကဒီမှာခုံ၈အတွဲလို့ဒီကိုလာပေးပြီးတော့မှ तू ကဒီမှာတော့ break တင်နေပေါ့တော့ပေါ့နော်ဒီမှာဆိုလိုချင်တာကကျွန်တော်တို့ကဒီအတွဲပိုင်းလေးကိုကျွန်တော်ပြချင်တာပေါ့နော်ဒီမှာ ်ခွန်ရှစ်အတွက်ဒီမှာရှစ်ရှစ်ခွန်ကီးရဒီမှာရှစ်ခွန်ကီးလိုပဲနောက်တွဲလေးရဒီမှာလာပြီးအလုပ်လုပ်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီတုံညာ၅တုံညာအတွက်လေးကို၅တုံညာအတွက်လို့ဒီမှာလာအလုပ်လုပ်တယ်ဒီမှာလည်းကျွန်တော်တို့ဒီလေးတခွန်ကနေစောင်းဆင်းလိုက်ပေါ့နော်ဒီမှာကျွန်တော်ပြတဲ့နေရာလေးကဒီကောင်ကဒီဝမ်းချင်းပေါ့နော်ဝမ်းချင်းမှာရှစ်ခွန်ရှစ်အတွက်လေးရဒီမှာခွန်ရှစ်အတွက်လို့လုပ်လုပ်တယ်ပေါ့နော်ဒီမှာလေးတခွန်လို့ရိုက်ပြီးဒီမှာစောင်းဆင်းလိုက်သူက၆၆၅အတွက်ကိုပရိတ်လေးနဲ့လည်းတော့ပရိတ်လေးပြောင်းသုံးကပ်ပြီးတော့လည်းပေါက်သွားပြီဒီနားလေးမှာထွက်မဲ့ကနေကသူ့ရှေ့ကတည်းကဆို၉ရှစ်အတွက်ပိုင်းပေါ့နော်ကို းရှင်အတွဲပိုင်းနဲ့ကျွန်တော်တို့ကဒီနားလေးမှာဒီ brake 10ရဲ့ဇောင်းမှာ brake ကို brake 10ပြီးတော့ brake 17ရဲ့ဇောင်းမှာ brake ကို brake 12ရဲ့ဇောင်းမှာ brake ကိုပါဆိုလို့ရှိရင်ကျွန်တော်ကနှစ်နောက်ပိတ်လေးလဲကြိုက်တယ်ပေါ့နော်အဲ့တော့နှစ်နောက်ပိတ်လေးလဲကြိုက်တယ်အဲ့တော့96နှစ်ဆိုတဲ့ကဏ္ဍလေးကို ဒါတဲထိုးချင်တော့ကိုရှင်နဲ့ပေါ့နော်ဒါတော့ကျင်းတဲ့ site တွေနဲ့လည်းဒါချင်းပြီးသားပေါ့နော်အဲ့တော့ကိုရှင်နဲ့ click ကိုထိုးပါဗျာပြီးချက်လို့ရှိရင်လည်းပြန်ကြခဏလေးရှိတယ်ပေါ့နော်ပရိသုံးရဲ့ဇောင်းလေးတွေမှာကျွန်တော်တို့ဒီနေ့လေးမှာပရိသုံးရဲ့ဘေးမှာလည်းပြန်ကြလေးရှိတယ်ဒီမှာလည်းကျွန်တော်တို့ပရိသုံးရဲ့ဘေးအကဏ္ဍကလည်းသူ့ရဲ့အပေါ်အကဏ္ဍပြန်ကြပေါ့နော်ပရိသုံးရဲ့ဒီမှာပရိသုံးရဲ့ဘေးမှာပြန်ကြရိုက်မယ်ဆိုပရိသုံးကလည်းဒီနှစ်ထက်မှဒီတစ်ခွက်ပဲရှိတာဆိုတော့အဲ့တော့၄၈တဲ့1ချင်းပေါ့နော်ပထမ site မှာ၄၈တဲ့1ချင်းလေးနဲ့ပြတယ် လေးရှိတဲ့ warning လေးကိုကျွန်တော်တို့ကဒီဒီနေရာလေးက line လေးနဲ့ပဲပြတာပေါ့နော်၄တက်ခွန်လို့တက်၃ခွန်လို့ရဒီဘက်မှာ၃ခွန်လို့နဲ့၆ပြည့်ဖြစ်အောင်၆ကပ်ပြီးတော့ပေါက်တယ်သူ့ရဲ့ဖေးကအကောင်က1 chain ပေါ့နော် ူ့ရဲ့ဘေးကပကောင်းဝမ်းချင်ကူကတော့ဒီနာကောင်းကလည်းဝမ်းချင်ရိုက်နေတာကိုအဲ့တော့ကျွန်တော်ဒီနောက်တွဲလေးနဲ့ကျွန်တော်ယူပြတာပေါ့နော်အဲ့တော့ဒီမှာ၄တက်ခွန်လို့ထွက်တယ်သူ့ရဲ့ဇောင်းမှာ၃၄တက်ဆိုတဲ့ကောင်းကသူ့ရဲ့အောက်က၄၃ညတော့၅၆ပြိပြီးတော့၅ပြိပြီးအောင်တက်ကပ်ပြီးပေါက်တယ်သူ့ရဲ့အောက်မှာကြားတဲ့ကောင်းကတီသူ့ရဲ့ဘေးကကောင်းကလည်းဝမ်းချင်ဒီကောင်းကလည်းကျွန်တော်၄ခွန်ရှစ်ကလည်းခွန်ရှစ်အတွဲပိုင်းနဲ့ဆိုတော့ဒီမှာတော့ခွန်ရှစ်အတွဲခွန်ရှစ်အတွဲနဲ့ဆိုတော့သူက၈ခွန်တွဲကိုယူလိုက်ရုံပဲပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဒီနားလေးမှာ ဒီမှာ၄တက်ခုံလို့ကြာပြီဗောနော်သူ့ရဲ့ဇောင်း၃ပင်မှာ၅၆၃ဆိုတဲ့ခဏဒီမှာ၆၅တွဲကို၄၃၄ပိတ်ဖြစ်အောင်၃ကပ်ပြီးတော့ပေါက်ပြီးဗောနော်အဲ့လိုပေါက်ပြီးဆိုသူ့ရဲ့ဘေးနားလေးမှာကြာတဲ့ကောင်ဒီကောင်ကလည်းဒီကို1ချိန်လို့ဖြစ်မယ်ဒီကောင်ကလည်းဒီကို1ချိန်လို့ဖြစ်မယ်ဆိုရင်ကျွန်တော်က break ဒီပြန်ကြာခဏလည်းဖြစ်မယ်ဆိုရင်တော့ဒီ၉၈လေးဗောနော်ဒီချိန်မှာကျွန်တော်၉ထိတ်ကလေးကြိုက်တယ်ဗောနော်ထိတ်ဆိုရင်ကိုယ်မှလာရင်ထိတ်ပေါ့နော်အဲ့တော့ညက်မှလာရင်အပိတ်ပုံစံမျိုးတွေပေါ့နော်အဲ့တော့ तू က ဒီကျွန်တော် break goal နဲ့ဆိုတော့6ရှစ်နှစ်ဆိုတော့ခဏလေးကြိုက်တယ်เนาะဒုတိယကျွန်တော်တို့ဒီ break set တဲ့မှာဆိုရင်တော့ဒါ6ရှစ်လေးပေါ့เนาะ break set တဲ့လာမယ်ပြန်ကြလဲဖြစ်မယ်ဆိုရင်တော့6ရှစ်လေးလေးကြိုက်တယ်ပေါ့เนาะအဲ့တော့ဒီနေ့လေးမှာ break goal လေးရှိတဲ့အကြောင်းပေါ့เนาะ contain နဲ့ဘူ break ရဲ့ဆောင်းမှာ break goal 6ထိပ် ခွန်ထိတ်နဲ့ဗရိတ်30ရဲ့ဆောင်းမှာဗရိတ်ကို6ထိတ်နဲ့ဗရိတ်17ရဲ့ဆောင်းမှာဗရိတ်30ရဲ့ဆောင်းမှာဗရိတ်ကိုဗရိတ်17ရဲ့ဆောင်းမှာဗရိတ်ကိုဗရိတ်12ရဲ့ဆောင်းမှာဗရိတ်ကိုပေါ့နော်ဗရိတ်ကိုမှလာမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ6ခွန်ရှိ line လေးနဲ့ပေါ့နော်သူက9တုံညတွေရဒီမှာ9တုံညတွေလို့ရိုက်တယ်သူရဲ့ဒီ6ခွန်ရှိကဒီမှာခွန်ရှိတွဲရခွန်ရှိတွဲလို့ရိုက်တယ်ဒီမှာ9ရှိတွဲလို့ရ9ရှိအတွဲနဲ့မှာကျွန်တော်တို့ဗရိတ်ကိုပေးဦးမယ်ဆိုတော့ ဒီ98နှစ်ဆိုတဲ့ကဏ္ဍလေးပေါ့နော်98နှစ်တဲ့လေးပေါ့နော်နောက်တစ်ခွက်ကတော့94ပေါ့နော်94လေးကိုပြန်ချလဲဖြစ်တယ်ဒီ1ချိန်နှစ်ခုလဲကြိုက်တယ်ပြန်ချဒီပရိသတ်ရဲ့ဘေးမှာပြန်ချဖြစ်ရမယ်ဆိုလဲ98လေးဆိုတဲ့ကဏ္ဍလေးလဲကြိုက်တယ်ပေါ့နော်အဲ့တော့ဒီကဏ္ဍလေးကိုလက်ဆောင်အဖြစ်ကျွန်တော်ရဲ့ ဒီ channel လေးကို like နဲ့ follow လုပ်ထားတဲ့ကျွန်တော်ရဲ့ 3D မိတ်ဆွေများအတွက်လက်ဆောင်ခဏမ်းပေါ့နော်ထပ်ပြီးတော့ပြပေးလိုက်ပါနော်ဒုတိယတော့ break 9နဲ့ဆိုတော့9ရှစ်နဲ့ကလေးပေါ့နော်နောက်ထပ်ကျွန်တော်တို့မာမာတီးတန်1 chain site နဲ့လုံးမိုင် site ကလေးတွေပေါ့နော်လုံးမိုင် site ကလေးတွေ1 chain site ကလေးတွေမာမာတီးတန်အတွက် break site ကလေးတွေလည်း တီချာလေးရွေးထားတာရှိပါလားခင်ဗျာအော်တကွက်နဲ့ရန်၃ကွက်ပါမယ်ပေါ့နော်မနေ့ဖြင်ငါနေစပြီးတော့ဒါယူလို့ရပါပြီနော်၃၉၄၄၉ခွန်၉လေး၄၃၉ကနေလာရောက်ဆက်သွဲပြီးတော့တစ်ကြိမ်စာ၅၀၀နဲ့လာရောက်အပေးလို့ရပါတယ်နော်တင်းညံမီလေးဒါတတိပြအောင်ကြပါစေလို့ဒီနားလေးပါတီချာလေးရွေးထားတယ်ပေါ့နော်တင်းညံမီလေးဒါတတိပြအောင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်နော်